အေးကန်းနေမှာပြိမိနေခဲ့တဲ့ကောင်းပါလေးဖြစ်ရမယ်။မင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့နေကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆူချန်နယ်ကနေဦးစွာပထမနှုတ်ခွန်းဆက်ထားလိုက်ပါရခင်ဗျာ။ဒီနေ့မှာတော့ဖြစ်ရမယ်ဖြစ်တဲ့အေးကန်းနေမှာပြိမိနေခဲ့တဲ့ဝန်ထမ်းကောင်းပါလေးအကြောင်းရိုက်ကူးထားတဲ့မီလီဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖို့ကြိရှိအားပေးကြပါအောင်ခင်ဗျာ။ဇလန်လီရဲ့ဆက်မှာတော့မီလီကအေးကန်းထဲမှာဂျက်တူဘူးကိုမလိုက်တဲ့အခါမှာတော့ရုတ်တရက်ပွင့်ချသွားခဲ့ပါတယ် ရေခဲရိုက်သားတုံးတွေပြုတ်ကျသွားတဲ့အတန်းကြောင့်သူကမန်နေဂျာတယောက်အေးကန်တကားကိုပိတ်သွားတာကိုမသိလိုက်မိပါဘူး။အဲလိုနဲ့ပဲမီလီကအနုရှစ်ဒီဂရီဆဲဆီယက်ရှိတဲ့အေးကန်နဲ့မှပိတ်မိသွားခဲ့တာပါ။အဲနောက်မန်နေဂျာကမီရီကိုပိတ်လိုက်တဲ့အခါမှာတော့သူကအခြေအနေကိုသဘောပေါက်သွားခဲ့ပြီးတော့တကားစီကိုထားပြေးပါတော့လေ။ဒါပေမဲ့လည်းသူကရေကြီးတုပ်ပြတဲ့အေးကန်တွေကမီရီကိုဖိငဲ့ပေမဲ့လည်းစိတ်ထဲမှာတော့လေးနေခဲ့ပါတယ်။မန်နေဂျာကလည်းဖုန်းနဲ့ဇက်တိုက်ဖြေနေခဲ့တဲ့အခါမှာတော့မီလီရဲ့အတန်းကိုမကြားခဲ့ပါဘူး။ သူကထွက်သွားတာတော့မှဖုန်းပြောနေနဲ့ထွက်သွားတာပဲဖြစ်ပါတယ်။မီလီတယောက်ကတော့အလော်ဒဂျီနဲ့သူဖုန်းကိုလိုက်ရှာခဲ့ပေမဲ့သူ့ရဲ့ဖုန်းကစတိုးဆိုင်ရဲ့ကောင်တာပေါ်မှာကျန်နေခဲ့တာပဲဖြစ်ပါတယ်။အေးဒန်ခန်းစားနေရတဲ့အတွက်မီလီတယောက်စိုးရင်စားပြုလာခဲ့ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာမသိခဲ့တော့ပါဘူး။ဒီနောက်မှာတော့သူကဘနာနာတချင်းလေးကလိုပဲအရှုံးမပြေးဘဲနဲ့စူးစားခဲ့ပြီးတော့တုံးလဲတစ်ခုကိုတွေ့ကတကားကိုတိုက်ခွင့်ခဲ့ပါတယ်။သူဘလောက်ပဲစူးစားပြီးလဲနေတိုက်တိုက်တကားကပိတ်ထားမြဲပိတ်ထားစေပဲဖြစ်ပါတယ်။ ီနောက်မှာတော့သူ့ရဲ့လက်တွေကပုံးလာခဲ့ပြီးတော့ကြိုက်လာခဲ့ပါတော့တယ်။အေဂန်တွေကဘူချိန်ကဇက်တိုက်ရောက်နေတဲ့အခါမှာတော့မီလီတယောက်နှွေးတဲ့ရောက်အောင်လို့သူ့ရဲ့လက်တွေကိုဇက်တိုက်ကိုပုံနေခဲ့ရပါတယ်။သူကသူ့ရဲ့အိတ်ကတ်ထဲကရုပ်ရှင်လက်မှတ်ကိုတွေ့သွားခဲ့ပြီးနိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့နောက်ဆုံးစကားပြခြင်းကပြီးတော့မှပဲဖြစ်ပါတယ်။အဲဒါကြောင့်သူကလေမန်တစ်ချက်ကိုယူကတကားနာသွားခဲ့ပြီးတော့နိုင်ကိုစိုက်ကြည့်နေခဲ့ပါတယ်။အချိန်ကြာလာတဲ့အခါမှာတော့သူကအပြင်ကနေတန်ချာရအောင်လို့လေမန်နဲ့တကားကိုအားကုန်ရိုက်ပါလို့ရတယ်။ ဒီနောက်မှာတော့ရုပ်ရှင်ပြီးတော့အိမ်ပြန်လာကြတဲ့လူတွေကစတိုးဆိုင်ဘေးကနေဖြတ်သွားနေခဲ့ကြပါတယ်။ဒါမှမဟုတ်အကုန်လုံးကဇကားအကြောင်းကိုပဲစမြုပ်ပြန်နေကြကညသာစားဖို့အတွက်အာရုံရောက်နေခဲ့ကြပြီးတော့ဘသူကမှလည်းမီလီရဲ့အတန်ကိုမကြားခဲ့ကြပါဘူး။လူတွေဖြတ်သွားပြီးတော့ကောင်လေးတယောက်ကလည်းစတိုးဆိုင်ကိုဖြတ်သွားခဲ့ပါတယ်။သူကအတန်နေကြခဲ့ရတဲ့အတွက်သူ့ဖေကိုပြောလိုက်တဲ့အခါမှာတော့သူ့ဖေကသူ့နားလာခဲ့ပေမဲ့မီလီလက်ထက်ကလင်မန်းကလည်းချော်ကျသွားခဲ့ပါပြီ။ မီလီယက်လက်ကအေးဒံကြောင့်ကျင်နေပြီးဖြစ်တဲ့အတွက်ကြောင့်သူလွမျောဖို့အတွက်ခွင့်ရေးကိုလည်းလွတ်လွတ်လိုက်ပြီးပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ shopping mall တွေကမီးတွေကလည်းဒီဇိုင်းပြီးဒီဇိုင်းပိတ်သွားခဲ့ကြပါတယ်။မီလီတယောက်အေးကန်းထဲမှာပိတ်မိနေခဲ့ပြီးတော့အေးဒံကြောင့်နိုင်ကြီးကလည်းအကွဲလာခဲ့ပါတယ်။နိုင်ကြီးကရက်သွားတဲ့အတွက်ကြောင့်သူလည်းစိတ်ဓာတ်တွေထိုးကျသွားခဲ့ပါပြီ။ပူဆိုးကျင်တော့သူကနှာခေါင်းသွေးပါရှာလာနေခဲ့ပါပြီ။တရမှာကြောက်နေတဲ့အတွက်သူကတောင်လေးမှာခွေနေခဲ့ပါတော့လေ။ ဒီနောက်မှာတော့သူကဘာဆက်လုပ်ရမလဲဆိုတာမသိခဲ့ပဲနဲ့ဘလောက်ကြာကြာအသက်ရှင်မလဲဆိုတာကိုပါမသိခဲ့တော့ပါဘူးခဏကြာတော့သူ့ရဲ့လက်တွေကလည်းအေးခဲလာခဲ့ပြီးတော့လက်မောင်းထိပါလှုပ်ရှားဖို့ခက်ခဲလာခဲ့ပါပြီဒီနောက်မှာတော့မီလီကအာတင်းပြီးတော့ငကတ်တွေကိုချွတ်ကအိတ်ထဲကနေလက်ရှိတထဲကိုယူလိုက်ပြီးစုပ်ပြဲကသူ့လက်နဲ့ခြေထောက်တွေကိုတိတ်တွေအဝတ်တွေနဲ့ပတ်ခဲ့ပါတယ်ဒါမှမဟုတ်လေသူကအေးရန်ကိုကာကွယ်ဖို့မလုံလောက်ခဲ့ပဲနဲ့သူ့ခြေချောင်းတွေကပါကိုက်လာခဲ့ပါတယ် ဒီနောက်မှာတော့သူကတောင်လေးမှာခွေနေခဲ့ရပြီးအချိန်မလောက်ကုန်သွားပြီလဲဆိုတာကိုလည်းမသိတော့ပါဘူး။နောက်တစ်ခါမှာတော့သူကအေးဒက်လွတ်နေတဲ့အေးကန်တွေကဖန်ကနှစ်ခုကိုတွေ့သွားခဲ့ပါတယ်။အဲဒါကြောင့်သူကဂတ်တူဘူတစ်ခုကိုယူကနှစ်ပိုင်းဖြည့်လိုက်ပါတယ်။အဲဒီနောက်သူကလေကားဘူကိုတက်တဲ့အခါမှာတော့လေတွေကသူ့ရဲ့မျက်နှာကိုဓာတ်နေမိုးနေသလိုကိုခံစားခဲ့ရပါတယ်။သူကခြေပြားထောက်ကပန်ကရှိမှဂတ်တူပြားနဲ့ကာလိုက်ပြီးတော့တိတ်နေလဲကက်ခဲ့ပါတယ်။ ူကခြေကျော်ကပြောကြတော့မလို့ဖြစ်သွားခဲ့ပေမဲ့လည်းဟန်ကျိပြန်ထိန်လိုက်နေကဒုတိယမြောက်ပန်းကောကိုကာပြီးတော့ပထမပန်းကောကိုကာထားတဲ့ကတ်တူပြားကလွန်ထွက်သွားခဲ့ပါတယ်။မီလီတယောက်လေကားပေါ်တက်ကပြန်ကာဖို့ကြိုးစားခဲ့ပေမဲ့လည်းခြေကျော်ပြီးတော့ပြုတ်ကျသွားပြန်ပါတယ်။လေကားကဘေးကစင်ကိုပါတိုက်သွားခဲ့ပေမဲ့လည်းမီလီတယောက်ကတော့ကန်ကောင်းထောင်းမှပြီးတော့ကျလာတဲ့ပစ္စည်းတွေကိုရှောင်နိုင်ခဲ့ပါတယ်။ဒါမဲ့လည်းသူ့ရဲ့ညာဘက်ခြေထောက်ကအစ်လွဲသွားခဲ့ပါပြီ။ ေဂန်နဲ့မှာတော့သူကျွန်တော်ကနာကျင်မှုကြောင့်မီလီတယောက်တော်တော်ခံစားနေခဲ့ရပြီးတော့ဇုံပြက်ချက်တစ်ခုကိုလည်းချနေခဲ့ပါတယ်။သူကသူကျွန်တော်ကိုစင်တစ်ခုကြားမှာထားလိုက်ပါတယ်။ဒီနောက်မှာတော့သူကကတ်တူပြားတစ်ခုကိုစင်နဲ့ကျွန်တော်ကြားမှာညှက်လိုက်ပါတယ်။သူလည်းတက်ရှူလိုက်ပြီးတော့အန်ဂျိတ်ကတစ်ချက်တည်းနဲ့အစ်စ်လွဲနေတဲ့ကျွန်တော်ကိုပြန်တဲလိုက်ပါတယ်။ဒီနောက်မှာတော့သူကအေးဒန်ကိုရောနာကျင်မှုကိုပါခံစားခဲ့ရပါတယ်။အဲဒီနောက်သူကဖြဲထားတဲ့အင်ဂျင်စားနဲ့ကျွန်တော်ကိုပတ်ကခြေချင်းဝက်ကိုကတ်တူပြားနဲ့ညက်ပြီးတော့တိတ်နေလဲပတ်ခဲ့ပါတယ်။ အဲဒါကြောင့်သူ့ရဲ့ခြေထောက်ကလည်းနည်းနည်းသက်သာလာခဲ့ပါတယ်။မီလီတယောက်အားရှိအောင်စားဖို့အတွက်အစားအသောက်တွေကိုရှာခဲ့တဲ့အခါမှာတော့အေးကန်းတွေကအကျော်တွေကကြောက်တုံးလိုမှကြောနေခဲ့ပါတယ်။သူကရွေးချယ်စရာမရှိတော့ဘဲနဲ့နိုင်ငံကိုမိကတရရောက်လာခဲ့မှကိုပဲစောင့်နေခဲ့ရပါတယ်။ဂျိုတီရဲ့မီလီကကြွက်တကောင်ကိုမြင်လိုက်တဲ့အခါမှာတော့ကျွမ်းသားကပူးကိုဆွဲယူခဲ့ပါတယ်။ဘူးထဲမှာတော့ချောကလက်မုတ်တစ်ခုရှိနေခဲ့ပြီးတော့သူစားလိုက်တဲ့အခါမှာတော့အားနည်းနည်းပြန်ပြေးလာသလိုဖြစ်သွားခဲ့ပါတယ်။အစားရှာနေတဲ့ကြွက်ကိုကြည့်ပြီးတော့မီလီတယောက်မုံကိုဖိလိုက်တာကြွက်ကလေးကိုလည်းကျွေးခဲ့ပါဗျ တကယ်တော့သူတို့နှစ်ယောက်ကတူညီတဲ့အခြေအနေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အခုတော့အေးကန်းကအနုတ်ဆက်ကွန်ဒီဂရီဆယ်စီယံအထည်ကိုကျဆင်းလာခဲ့ပါပြီ။မီလီတယောက်တည်းပြထွက်ဖို့ဒီလန့်ရှာမတွေ့ဘူးဆိုရင်အထဲမှာပြိမိပြီးတော့အေးခဲကတည်သွားမှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့မီလီတယောက်သူ့အိတ်ထဲကမိချစ်ကိုတတိယသွားကအနှွေးတဲ့ရောက်အောင်လို့သူ့ရဲ့ဗီဇာစာရွက်စာတမ်းတွေပါဝင်မိရှုလို့ရတဲ့ဟာမန်တမျှကိုရှုခဲ့ပါတယ်။သူကအသက်ရှင်ဖို့အတွက်သူ့ရဲ့အိမ်မက်ကိုဆွန့်လွှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနောက်မှာတော့အခန်းရဲ့ဘူချင်းကပြန်တက်လာခဲ့ပြီးတော့ကျွဲလေးကလည်းအနားလာကမီးလုံနေခဲ့ပါတယ်။ဒါပေမဲ့လည်းခဏကြာတော့အခန်းထဲမှာမီးခိုးတွေလုံးလာပြီးတော့မီးလေးတယောက်ချောင်းဆိုးကအသက်ရှူနေကြလာခဲ့ပါတယ်။သူကအေးခဲ့ပြီးမသေးဘဲနဲ့မီးခိုးမုံပြီးတည်သွားမှဆိုးတဲ့အတွက်ကတ်တူပြားနဲ့မီးတော့တွေကိုညှိနှိုင်းလိုက်ပါတယ်။အဲဒီချိန်မှာပဲသူကတဝက်လောက်မီးလောင်နေတဲ့ Eskimo ရဲ့အိပ်ပါတဲ့ဆာရွက်ကိုတွေ့သွားခဲ့ပါတယ်။ကျော်တဲ့သူလဲအကြံရသွားခဲ့ပြီးတော့ဂတ်တူပူးတွေနဲ့ပလတ်စတစ်တပြားကိုတုံးကအိမ်လိုမျိုးပုံစံအသေးလေးတည်ဆောက်လိုက်ပါတယ် ဒီနောက်မှာတော့သူကအပေါ်မှာကတ်တူပြားနဲ့ဖုံးခဲ့ပြီးကြွက်လေးကိုပါအแทဝင်ခိုင်းခဲ့ပါတယ်။သူကအဲဒီမှာဘုံနေခဲ့ပြီမဲ့လေလေးတွေကအပေါက်တွေတဲကနေအแทကိုဝင်လာမြဲဖြစ်ပါတယ်။အကန်းထဲမှာရှိသမျှအကုန်လုံးကလည်းအေးခဲ့နေခဲ့ပြီးတော့ဘလောက်ကြောက်မလဲဆိုတာသူလည်းမသိခဲ့ပါဘူး။မီလီတယောက်အိပ်ပျော်သွားပြီးနိုးလာတဲ့ခါမှာတော့သူ့ရဲ့လက်ကကတ်တူပြားပေါ်ကနေအောက်ရောက်သွားကစမ်းမြင်နေကပ်ပြီးတော့ခဲနေတာကိုတွေ့သွားခဲ့ပါတယ်။အဲနောက်သူကအချိန်ဆွဲနေလို့မရဘဲနဲ့စောင့်နေရင်လက်ကပို့ပြီးတော့ခဲသွားမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့်သူကလက်ကိုဆွဲခွာလိုက်တဲ့အခါမှာတော့နာကျင်မှုကြောင့်အော်ဧခဲ့ရပါတယ်။ကျွဲလေးကလည်းအေးခဲ့ပြီးတော့တည်သွားပြီပဲဖြစ်ပါတယ်။အကြာကြီးမလို့ရှားပဲနေနေတဲ့အခါမှာတော့သူကလှုပ်လိုက်တိုင်းနာကျင်နေခဲ့ရပါတယ်။သူ့ရဲ့ရေပြားကလည်း၆တွေ့အကွဲလာနေခဲ့ပြီးတော့အနည်းနဲ့အမြန်တေးရတော့မှပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲမီဒီတယောက်ပန်ကားတွေကိုထတ်ကြည့်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကတံပိုက်ချောင်းတစ်ချောင်းကိုဆွဲဖြုတ်လိုက်ပြီးတော့ပန်ကားကိုကာထားတဲ့ကာဘာကိုဖြုတ်ဖို့ကြားထဲကိုထိုးထည့်လိုက်ပါတယ်။ ပန်ကာကိုကာထားတဲ့ကာဘာကိုဖြုတ်ဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့ကာဘာလည်းပြုတ်ကျသွားခဲ့ပါတယ်။သူကပန်ကာလည်နေတာကိုသာရပ်တန့်နိုင်မယ်ဆိုရင်လေးတွေကထွက်မလာတော့ဘဲနဲ့ရပ်သွားမှာပဲဖြစ်ပါတယ်။အဲဒီနောက်သူကပိုက်ကိုလက်နှစ်ဖက်နဲ့ဆုပ်ကင်ခဲ့ပြီးတော့ထိုးတဲ့လိုက်ပင်မဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။ဒီနောက်မှာတော့အေကန်ဘူချိန်ကအနုဆက်ကွန်ဒီဂရီတိကိုညော့နေလာခဲ့ပါပြီ။သူကနောက်ထပ်နီလန်ရှာမတွေ့ရင်တော့အေခဲ့ပြီးတော့တည်သွားမှာပဲဖြစ်ပါတယ်။သူကထိုင်ချလိုက်ပြီးတော့ဒဏ်ရာရထားတဲ့လက်ကိုပလတ်စတစ်စာနဲ့ပတ်ကာတကိုယ်လုံးကိုလည်းပက်ခဲ့ပါတယ်။ အိုင်နော်သူကဘယ်လင်းနဲ့ရေခဲရိုက်သားတော်ကိုကင်ခဲ့ပြီးတော့ပန်ကားတွေကိုကြည့်နေခဲ့ပါတယ်။အဲဒီမှာပဲမီလီကနိုးထလာတဲ့ရှေးခက်ကသူရဲကောင်းနဲ့တူနေခဲ့ပါတယ်။သူကသားတော်ကိုလဲနေတဲ့ပန်ကားစီကိုပြစ်လိုက်ပေမဲ့လည်းလွဲသွားတဲ့အခါမှာတော့ထပ်ပစ်ခဲ့ရပါတယ်။အချိန်မောင်းများစွာကြိုးစားပြီးတဲ့အခါမှာတော့သူကသဘောပေါက်သွားကအားကုန်သုံးပစ်လိုက်တဲ့အခါမှာတော့အသားတော်ကပန်ကားချားမှညက်သွားခဲ့ပါတယ်။လေးတွေကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုတိုက်စားနေပေမဲ့သူ့စိတ်ထဲမှာတော့ပျော်လင့်ချက်ရောင်ကြီးလေးတန်းလာခဲ့ပါပြီ။ ဘန်ဂါကိုထက်မလဲနိုင်အောင်သူကနောက်ထပ်အသားထုတ်တွေညှက်ထည့်ခဲ့ပါတယ်။အခုတော့ဘန်ဂါတခုပဲကျန်တော့ပြီးတော့အဲ့ဒါကိုပါတားနိုင်ရင်သူကအသက်ရှင်ပြီပဲဖြစ်ပါတယ်။ဒါမှမဟုတ်လေသူကအားမရှိတော့ဘဲနဲ့ပြစ်ချက်တွေကလွဲသွားကစမ်းမြေပေါ်မှာလဲကျသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့ရေပြားကခရမ်းရောင်ပြောင်းကအေးဒဏ်ကြောင့်လည်းအကွဲလာခဲ့ပါပြီ။သူကနောက်ဆုံးအနေနဲ့စူးစမ်းပြီးတော့နယံကိုလက်နဲ့ပုတ်ခဲ့ပါတယ်။ညှောလေမထားပဲသူ့ရဲ့လက်တွေကနတ်ချောင်းကိုကိုင်းမိသွားခဲ့ပါတယ်။ ါကြောင့်သူကခေါင်းမှာတက်ထားတဲ့ကလစ်ကိုဖြုတ်လိုက်ပြီးနှက်ကိုလဲပြုတ်ဖို့အတွက်အဖုံးကိုခွာကြည့်လိုက်တဲ့အခါမှာတော့ထွက်ပေါက်ဖြစ်နေခဲ့ပါတယ်။ဒါမဲ့လည်းသူမှာရှေ့ဆက်သွားဖို့အတွက်အာရင်လီကုန်ခန်းနေခဲ့ပြီးပဲဖြစ်ပါတယ်။အဲဒါကြောင့်သူကလင်မန်းကိုယူပြီးတော့အပေါက်ထဲကိုခောက်ခဲ့ပါတယ်။အဲဒီမှာပဲသူသမီးကိုစိုးရင်ပြီးတော့လိုက်ရှာနေတဲ့မီလီရဲ့အဖေကဆိုင်နာကိုဖျက်သွားခဲ့ပါတယ်။သူကအတန်ကိုကြားလိုက်ရတဲ့အခါမှာတော့လေထွက်ပေါက်ကိုဖင်ကြည့်ခဲ့ပါတယ်။သူကတဲလွန်စားနေနေပဲရရင်တောင်မှတေချာကြည့်ခဲ့ပါတယ်။ အပြင်ကနေကြည့်ရင်တော့လေထွက်ပေါက်နေပဲတူနေတဲ့အခါမှာတော့သူထွက်သွားတော့မယ့်အချိန်မှာပဲမီလီတယောက်လက်ထဲကလေမန်လွတ်ကျသွားခဲ့ပါတယ်။ဒီမန်ကကျမ်းမြင်ကိုကြာသွားတဲ့အခါမှာတော့အတန်ကြီးလဲထွက်ပေါ်လာခဲ့ပြီးတော့သူ့ဖေကလည်းလာကြည့်ပါတော့လေ။မီလီတယောက်ကျမ်းမြင်မှာလဲကျသွားကမျိုးလုံးတွေလည်းပိတ်သွားခဲ့ပါပြီ။အဲဒီအချိန်မှာပဲသူ့ဖေကသူ့ကိုရှာတွေ့သွားခဲ့ပြီးတော့မီလီကိုလည်းနောက်ဆုံးအချိန်မှာကယ်တင်နိုင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့လည်းမေးပါနဲ့နော် ။ဇုံနီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါရယ်ခင်ဗျာ။